ဟယ်လိုမင်္ဂလာပါကျွန်တော် channel လေးနေပြီးတော့ပြန်လဲကြိုဆိုလိုက်တာမှာဖုန်းစင်ကတ်မရှိဘဲနဲ့ဖုန်းစင်ကတ်မှာကုန်းမပို့ဘဲနဲ့ကျွန်တော်တို့ trading account ကိုဘလုံးဝင်ပြသွားမလဲဆိုတော့မစ္စတိုဒီဗီဒီယိုလေးမှာကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ် YouTube တက်ကိုရောက်လို့ရှိရင် search bar မှာ unlimited share link ဆိုတာလေးကိုရှာပြီးတော့ subscribe button လေးတွေ့လို့ရှိရင် subscribe button လေးကိုတစ်ချက်နှိပ်ပြီးတော့အောက်ပိတ်နိုင်ပါတယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ကမစ္စတိုဗီဒီယိုအသေးတိတ်တဲ့ကိုအမြဲသိရှိဖို့အတွက်ဒီ column လေးနေရာမှာကျွန်တော်တို့ oh you ဖြစ်ချင်းအပြည့်လဲကျွန်တော်ရဲ့ဗီဒီယိုအသေးတိတ်တဲ့ကိုမစ္စတိုတီးရမှာဖြစ်ပါတယ် ကျွန်တော်ဖုန်းနံပါတ်ကိုရိုက်ထည့်ပြီးဆိုတော့ကျွန်တော်ဒုစံတိုက်ပဲပေါ့နော်မွေးစတိုရဲ့အကောက်ကိုလွန်အင်ဝင်တလို့မျိုးပဲကျွန်တော်တို့အောက်ကမြောင်းလေးကိုနှိမ့်လိုက်မယ်ပေါ့နော်မြောင်းလေးနှိမ့်နှိမ့်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာ yes ကိုနှိမ့်မယ်ဒါဆိုတော့ဒီနေရာကိုရောက်လို့ရှိရင်မွေးစတိုမှာတော့ကိုပိုးတဲ့နေရာကိုရောက်သွားမှာဖြစ်ပါတယ်ပေါ့နော်ဒီနေရာမှာတော့ကျွန်တော်မှာတော့ password password ထည့်တဲ့နေရာကိုတခါလေးရောက်သွားတာဖြစ်ပါတယ် password ထည့်တဲ့နေရာကဘာဖြစ်လို့ရောက်လဲဆိုတော့ကျွန်တော်နောက်မှတစ်ချက်ပြန်ရှင်းပြမယ်ပေါ့နော်ဒီနေရာမှာကျွန်တော်က password ကိုထည့်ပြီးလို့ရှိရင်အကောက်တွေကိုတိုင်းရုံသွားမယ်ပေါ့နော် ဒါပေမဲ့ဒီတစ်ချက်မှာကျွန်တော်တို့က password လည်းမသိဘူး password လည်းမသိဘူးဆိုလို့ရှိရင် knowledge စစ်ကိုကျွန်တော်ကလုတ်ထားတည်တယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော် forget password နှိမ့်လိုက်မှာပေါ့နော်ကျွန်တော် password မသိလို့အဲ့ချိန်မှာကျွန်တော်ကတော့ဒီနေရာလေးမှာ recover code ဆိုတာလည်းရှိပြီးတော့ကျွန်တော် gmail တလုံးထည့်ထားရပေါ့နော်အဲ့ဒါလေးကိုကျွန်တော် okay တစ်ချက်နှိမ့်လိုက်မယ် okay တစ်ချက်နှိမ့်ပြီးတော့ကျွန်တော် gmail မှာ code ပို့မယ်ပေါ့နော်အဲ့ဆိုတော့ကျွန်တော်တို့ gmail တန်းမှာ code လေးတစ်ချက်သွားယူလိုက်မယ် အဲ့တော့ဒီမိန်းတမ်းမှာကိုရပြီဆိုတော့ဒီနေရာမှာကျွန်တော်ဒီကိုလေးတိုင်းပဲကျွန်တော်ပြန်ရင်ထက်လိုက်မှာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာဘာတွေပေါ်တယ်လဲဆိုတော့ဒီနေရာမှာကျွန်တော်တို့ enter new password ရဲ့ပြီးလို့ရှိရင်ဒီမှာပေါ့နော် re enter new password ဆိုတာ password နှစ်ခုလို့တူတူထည့်ပေးပြီးလို့ရှိရင်ကျွန်တော်တို့အကောက်ထဲကိုတိုင်းရောက်သွားမယ်ပေါ့နော်ဒီဟာကျွန်တော်တို့ကဘာကိုလုပ်လဲဆိုတော့ကျွန်တော်တို့ဒီနေရာလေးမှာ ကြည်မင်းနဲ့လည်းမထက်ထားဘူးကျွန်တော်တို့ပတ်စဝတ်လည်းမေ့သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ပတ်စဝတ်ကိုဖျက်တဲ့နေတနည်းရှိတယ်ပေါ့နော်ဒါကတော့ဘယ်လိုဖျက်လို့ရလဲဆိုတော့ဒီနေရာလေးမှာပေါ့နော်ဒီနေရာလေးမှာကျွန်တော်တို့စကိတ်ဆိုတာလည်းရှိတယ်မလားအဲစကိတ်လေးကိုကျွန်တော်တို့တစ်ချက်နှင်းလဲလို့ရှိရင်ကျွန်တော်တို့အကောက်ထဲကိုတော့ရောက်သွားမယ်ပေါ့နော်ဒါပေမဲ့အရင်ကပြောထားတယ်ကျွန်တော်တို့ရဲ့ဟိုပါပေါ့နော်စာတွေပြီးလို့ရှိရင်ဗီဒီယိုတွေပေါ့နော်အထက်မှာရှိတဲ့ history တွေအကုန်လုံးကပြတ်သွားမှာဖြစ်ပါတယ်အဲဆိုတော့ဒီ နောက်ဆိုကျွန်တော်တို့ကအကြံရမရဖြစ်သွားပြီးနီလန်းလည်းမရှိတော့ဘူးဆိုလို့ရှိရင်ဒီစကေးကိုနှိပ်ပြီးတော့သုံးလို့ရတယ်ပေါ့နော်အဲဆိုမစ္စတိုဒီနေရာမှာကျွန်တော်ကတော့ဒီလိုလေးလို့လို့ရတယ်ဆိုတော့မစ္စတိုပြောပြချင်လို့ကျွန်တော်ဒီဟာလေးကိုပြပေးတာဖြစ်ပါတယ်ဒါမှလုံနီလေးကိုလည်းကျွန်တော်ခဏကြာလို့ရှိရင်ကျွန်တော်ပြန်ပြောပြမယ်ပေါ့နော်အဲဆိုတော့ကျွန်တော်ဒီဟာလေးကိုပြန်ထွက်ပြီးတော့ကျွန်တော်ဒီနေရာလေးမှာ password နဲ့ပဲကျွန်တော်ပြန်ဝင်လိုက်မယ်ပေါ့နော် အဲ့တော့ကျွန်တော်ပါစဝါကိုလည်းရိုက်တက်ပြီးဆိုတော့ကျွန်တော်အောက်ကမြားလေးကိုကျွန်တော်တစ်ချက်နှိမ့်လိုက်မယ်ပေါ့နော်။ဒါဆိုရင်ကျွန်တော်ရဲ့အောက်လေးထဲကိုရောက်သွားပြီဖြစ်ပါတယ်။ဒီကလေးကတော့ official account ဖြစ်ပါတယ်။အဲ့ဆိုတော့မင်းတို့ကတော့ကျွန်တော်အောက်ကိုတခုခုလောင်မေးချင်တာပဲဖြစ်ဖြစ်မင်းတို့ကကျွန်တော်အောက်ကိုလောင်မေးချင်တာပဲဖြစ်ဖြစ်ဒီနေရာလေးမှာပေါ့နော်။ဒီမှာ user name လေးရှိပါတယ်။ LMK test sharing ဆိုတာလေး user name လေးရှိတယ်ပေါ့နော်။အဲ့အားလေးကိုနှိပ်ပြီးတော့မင်းတို့ကျွန်တော်ကိုလောင်မေးလို့ရပါတယ်ပေါ့နော်။အဲ့ဆိုတော့ကျွန်တော်ကဒီနေရာလေးမှာခုနလုတ်တဲ့လိုမျိုးလေးပေါ့နော်ကျွန်တော်တို့ဖုန်းစင်ကမ်းမရှိဘဲနဲ့လည်း login အချိန်မရွေးဝင်လို့ရရပါတော့ဘိုးစိတ်တိုက်ရှိတော်မှတခါတလေကြားလို့ရှိရင်ကျွန်တော်တို့ကိုမရတာတို့ဝင်လို့မရတာတို့ဖြစ်နေသေးတာဆိုတော့ဘိုးစိတ်ကမရှိလဲပဲကျွန်တော်တို့အချိန်တိုင်းဝင်လို့ရအောင်လုပ်နေလို့ကျွန်တော်ဒီဗီဒီယိုလေးမှာထပ်ပြောပြပေးသွားမယ်ပေါ့နော်အဲဒါကြတော့ကျွန်တော်တို့ကဘယ်ကိုဆက်သွားရမလဲဆိုတော့ဒီနေရာလေးမှာ setting and preferences ဟောပေါ့နော် privacy and security ဆိုတာလေးရှိတယ်ပေါ့နော်အဲဒါလေးကိုကျွန်တော်တို့တစ်ချက်နှိပ်မယ်တစ်ချက်နှိပ်ပြီးတော့ဒီနေရာလေးမှာ message တို့က 2 step verification ဆိုတော့လေးကိုကျွန်တော်တို့လုပ်ထားရမှာဖြစ်ပါတယ်ကျွန်တော်မှာတော့လုပ်ထားတယ်ဆိုတော့ဝင်ရောဖြစ်နေတယ်ပေါ့နော်ဒီဆိုတော့ကျွန်တော်ဒီထဲကိုရောက်လို့ရှိရဲ့မိတ်ဆွေတို့ကို2 step verification အသေးလုပ်ရမှာဖြစ်လို့ကျွန်တော်ဒီဟာ password လေးကိုကျွန်တော်ပြန်ဖြတ်လိုက်မယ်ပေါ့နော်ပြန်ဖြတ်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာ2 step verification ကမိတ်ဆွေတို့ရဲ့နေရာမိတ်ဆွေတို့ရဲ့ဖုန်းကတော့2 step verification မလုပ်သေးဘူးဆိုတော့ OWO ဆိုတာလေးဖြစ်နေလိမ့်မယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့ကဘယ်လိုစလုပ်မလဲဆိုတော့ကျွန်တော်တစ်ချက်ပြမယ်ပေါ့နော် အဲ့တော့ကျွန်တော်တို့ဒါတစ်ချက်နှိပ်မယ်တစ်ချက်နှိပ်ပြီးတော့ဒီအောက်က set password ဆိုတာလေးကိုကျွန်တော်နှိပ်ရမှာဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတို့ကြိုက်တဲ့ password ကိုဒီနေရာမှာပေးပါပေါ့နော်ကျွန်တော်တို့ကနန်း6လို့သုံးမဟုတ်ကျွန်တော်တို့8လို့တော့ပေးရမှာပေါ့နော်ဒါမှမြားလေးနဲ့ဆက်သွားမယ်ဒီနေရာမှာ h ဒီနေရာမှာ hint h ဆိုတာလေးကတော့မိတ်ဆွေတို့ထက်လို့လည်းရတယ်ပေါ့နော်မထက်လို့လည်းရတယ်မိတ်ဆွေတို့သင်္ကေတတစ်ခုခုထည့်ပေးပါပေါ့နော်အဲအောင်ကျွန်တော်ဒီနေရာလေးမှာထည့်လိုက်တာဖြစ်ပါတယ်ဒီမှာမထက်ချင်လို့ရှိရင်ကျွန်တော်တို့အောက်ကဒီနေရာလေးမှာ scale ဆိုတာလည်းရှိတယ်ဗောနော်အဲ့ဒါလေးကိုနှိပ်ပြီးလို့ကြော်သွားလို့လည်းရတယ်ဗောနော်အဲ့ဒါတော့ကျွန်တော်ကတော့ထည့်ပြီးဆိုတော့နှိပ်မယ်ဒီနေရာမှာ recover email ကို message လို့တခါလဲထည့်လို့လည်းရတယ်ဗောနော်ဒါမဲ့ recover email ကိုမထည့်ချင်လို့လည်းရတယ်ထည့်မယ်ဆိုလို့ရှိရင် message လို့ password ကိုမမှန်းမီးမမှန်းမီးရင်တောင်မှကျွန်တော်တို့အဲ့ recover gmail ထဲမှာကျွန်တော်တို့ကုတ်ယူပြီးတော့ကျွန်တော်ပြောင်းဝင်လို့ရတယ်ဗောနော်အဲ့ဆိုတော့ကျွန်တော် recover gmail ကိုတခါထည့်ပေးလိုက်မယ်ထည့်ပြီးတော့ကျွန်တော်တို့ recover gmail ကိုလည်းထည့်ပြီးဆိုတော့ကျွန်တော်တို့ဒီမှာ သွားမယ်ပေါ့နော်အဲဆိုတော့ကျွန်တော်တို့ Gmail ထဲမှာကိုယ်လေးသွားယူရမှာဖြစ်ပါတယ်အဲဆိုတော့ကျွန်တော်တို့ Gmail ထဲမှာကိုယ်လေးသွားယူမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကုတ်လေးတွေလည်းယူပြီးဆိုတော့ကျွန်တော်တို့ဒီနေရာလေးမှာအဆင်ပြေပြီပေါ့နော်ကျွန်တော်တို့လှုပ်ထားတာလည်းအကုန်လုံးအဆင်ပြေပြီဒီနေရာမှာမွေးစေတို့ password ချိန်ငင်လို့ရှိရင်ဒီနေရာလေးမှာ password ချိန်လို့ရပြီပေါ့နော်ဒါပေမဲ့ဒီဟာလေးကိုမလုပ်ချင်တော့ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ disable password ကိုလည်းလုပ်လို့ရတယ်ကျွန်တော်တို့ဒီနေရာလေးမှာ chain recovery email ဆိုတာလေးကိုလည်းကျွန်တော်တို့ပြန်ပြီးတော့ပြောင်းချင်လို့ရှိရင်လည်းဒီမှာ chain recovery email ရနေပြီးတော့ကျွန်တော်တို့ပြောင်းလို့ရတယ်ပေါ့နော်ဒီကလေးနှိပ်နှိပ်ပြီးလို့ရှိရင် message တို့ထည့်ခြင်းနဲ့ gmail ဟိုဟာ gmail ကိုထည့်ပြီးတော့ကျွန်တော်တို့ကိုယူပြီးတော့ပြန်ပြီးတော့အတည်ပြုလို့ရတယ်ပေါ့နော် password ပြောင်းချင်လို့ရှိရင်လည်းဒီနေရာမှာ chain password စီတော်လို့ရှိတယ်အရင်က password ကိုနှိပ်နှိပ်ပြီးလို့ဟိုဟာအရင်က account password ကိုနှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့ password အသေးပြောင်းနည်းလေးကိုသူကပေါ်လာမှာဖြစ်ပါတယ်ပေါ့နော်အဲဆိုတော့ဒီနေရာလေးမှာတော့ message တို့ဒီမှာ owing on ဖြစ်သွားပြီပေါ့နော်အဲဆိုတော့ ကျွန်တော်လုပ်တယ်လို့မျိုးဖုန်းနံပါတ်လည်းမရှိဘူး Gmail လည်းမရှိဘဲနဲ့မစ္စတိုဘလုံဝင်လို့ရမလဲပြီးလို့ရှိရင် process ကလည်းပျောက်သွားတယ်ဗျာကျွန်တော်တို့ကလည်းအလွယ်တကူဝင်လို့ဝင်ချင်တယ်ဆိုလို့ရှိရင်ဒီနေ့လေးကတော့အရန်သုံးဝင်တယ်ပေါ့နော်မစ္စတိုလည်းလှုပ်လဲလှူထားသေးတယ်ကြိုပြီးမလှုပ်ထားတဲ့သူတွေဆိုလို့ရှိရင်တော့ဒီနေရာမှာမစ္စတိုကတော့သုံးဝင်မှာမဟုတ်ပါဘူးဒါပေမဲ့လည်းမစ္စတိုလက်ရှိ Telegram ကိုသုံးနေတယ် Telegram လုံးအင်ဝင်ထားတဲ့သူတွေကြားရင်တော့ကျွန်တော်ဗီဒီယိုလေးကိုတွေးလို့ရှိရင်ကြည့်ပြီးတော့မစ္စတိုလို့ဘအကြံပေးချင်ပါတယ် ီနေ့လေးကလည်းအရန်သုံးရတယ်ပေါ့နော်ကျွန်တော်ကလည်းအမြဲတမ်းသုံးဖြစ်တယ်အဲဆိုတော့ဒီဗီဒီယိုလေးမှာမစ္စတိုအတွက်ကြိုးတကူရှိမယ်ဆိုလို့ရှိရင်မစ္စတိုရဲ့တင်ငန်းချင်းတွေတိအောင်လဲရှယ်လင်းလုပ်ပေးသွားပါဦးဟုတ်တယ်ကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောနေ့ရက်လေးပဲဆန်နေကြပါစေဘိုင်ဘိုင်